မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 10ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းကော့တောင်းခရိုင်ခမောက်ကြီးမြို့နယ်မှာစက်ကြီးကောက်ပြီးတော့ပြန်လာတဲ့မာယန်တိုက်နယ်ရဲစခန်းကရဲစခန်းမှုရဲအုပ်မင်းအောင်စိုးအပါအဝင်ရဲငါးဦးအဖွဲ့ကိုကြားဖြတ်တိုက်ခတ်ခဲ့ရာရဲစခန်းမှုအပါအဝင်ရဲတုံးဦးတေဆုံးကလက်နက်ခဲယမ်းများကိုတိတ်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က AP လ9ရက်နေ့ညနေ9:00နာရီအချိန်ကမှခမောက်ကြီးမြို့နယ်အေဂျန်သာချေရွာမှာရှိတဲ့လူကုန်ကူးတဲ့ဒူရီရဘာအဝယ်တိုင်များနဲ့ဘူးရီဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့ဒူရီစီက လာစဉ်ချင်းကောက်ယူပြီးတော့ပြန်လာတဲ့မာယန်တိုက်နယ်ရဲစခန်းကစခန်းမူရဲအုပ်မင်းအောင်စိုးအပါဝင်၅ဦးကိုဖောက်တုတ်ကြီးရွာအနီးမှာပြည်သူ့ကာကွယ်တပ်ဖွဲ့များကကြားဖြတ်တိုက်ခတ်ခဲ့ရာရဲစခန်းမူရဲအုပ်မင်းအောင်စိုးဒူရဲအုပ်မျိုးလင်းကိုနဲ့ရဲဒုတက်ချက်စီသူတို့သုံးစလုံးတိတ်ဆုံးသွားပြီးတော့တက်ချက်ကြီးမောင်တူးဟာလည်းဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဆိုင်ကဲနဲ့၂ယောက်ကရှေ့ကနေပွိုက်နဲ့လာတာနောက်ကကားနဲ့လာတာပေါ့ကားပေါ်မှာကစခန်းမူအပါအဝင်၃ယောက်ဆိုင်ကဲနဲ့က၂ယောက်ဆိုင်ကဲနဲ့၂ကောင်ကတော့တယောက်ဒဏ်ရာရသွားတယ် ဆိုင်ကယ်နဲ့နှစ်ကောင်ကတော့လွတ်သွားတာပေါ့အဓိကကတော့ကားကိုပဲပြစ်တာဆိုတော့ကားပေါ်မှာကတော့အကုန်တိတ်ကုန်နေကားကကြောက်ထဲကိုထိုးကျသွားတာကားကိုတော့မယူလာနိုင်ခဲ့တော့ဘူးပစ္စည်းတွေပဲတိမ့်လာခဲ့တာလို့ကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ဒါအပြင်တင်းဆုံးသူရဲများကိုင်ဆောင်အုံပြုတဲ့40မမတလားဘုံဒီ10လုံး AK အမျိုးအစားတနက်2လား AK ဂျီပေါက်5ခုကြီးစံ64တောင်း9မီလီမီတာပစ္စတိုတနက်တလားကြီးစံအတောက်50 6လုံးပြုတနက်တလား point 38အမျိုးအစားတနက်တလားလက်ပြဘုံ3လုံးလက်ကင်ဖုံး4 ၄လုံးပတ်စံ၂၅၀၀ကျပ်တို့ကိုသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်အလုံးမှာရှိတဲ့စစ်တပ်ရဲ့ရှေ့တန်းစခန်းများနဲ့စစ်မြေပြင်များမှာရဲတရအဖြစ်နဲ့ ရရဏတုတ်ကိုကိုရတီတီကိုချိန်ရုတ်ဖတ်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ၈ရက်နေ့ကစတင်ပြီးတော့အေပီလ၁၆ရက်နေ့အထိနေ့စဉ်ည9နာရီအချိန်တိုင်းမှာတနိုင်ငံလုံးမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံဝင်းကြီးဌာနရုံးများရက်ွက်နဲ့ကြေးရွာအုပ်ချုပ်ရေးရုံးများသာသနာတော်ဆိုင်ရာဓမ္မရုံးဘုံကြီးကျောင်းများစုံလောင်အသင်းများနဲ့ပြည်သူများရဲ့နေအိမ်များမှာပါရရဏတုတ်ကိုရုတ်ဖတ်ပူဇော်ခိုင်းလျက်ရှိရာနေပြည်တော်စစ်ရုံးချုပ်ကလည်းသက်ဆိုင်ရာတရင်တပ်ဖွဲ့များရှေ့တန်းစခန်းများနဲ့စစ်မြေပြင်မှာရှိတဲ့ စစ်ကောင်စီတပ်သားများကိုပါရတနာတုတ်ရုတ်ဖက်ရန်ညွန်ကြားချက်တွေပေးနေတယ်လို့သိရပါဗျ။ရတနာတုတ်ပူဇော်ခိုင်းတာကအရက်ဘက်စစ်ဘက်မခွဲခြားရပါဘူး။ရှေ့တန်းကစခန်းတွေနဲ့တိုင်ရင်တပ်ဖွဲ့တွေမှလည်းအဲ့ဒါကိုပဲရုတ်ဖက်ပူဇော်ခိုင်းထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းအေးမေကပြောပြထားပါဗျ။တနင်္ဂနွေလုံးမှာစစ်ကောင်စီကအရေးပေါ်ရတနာတုတ်ပူဇော်ရုတ်ဖက်ခိုင်းရခြင်းဟာမိမိလေးပင်ရေပင်နဲ့ငလျင်ပင်စတဲ့တဘာဝဘေးအန္တရာယ်များကနေပြီးတော့ကင်းဝေးစေရန်ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်ငလျင်တရင်ကတော့မန္တလေးမြို့အနီးကိုဗဟုပြုတ်ပြီးတော့နောက်ဆက်တွဲငလျင်နှစ်ကြိမ်လှုပ်ခတ်သွားတဲ့အထွတ်ပြည်သူအများစုဟာထိတ်လန့်နေကြရတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်အပီလ9ရက်နေ့ည9:30မိနစ်အချိန်နဲ့ည10:29မိနစ်အချိန်တို့မှာမန္တလေးမြို့ပေါ်မှာနောက်ဆက်တွဲငလျင်ငယ်လှုပ်ခတ်ခဲ့တာကိုပြည်သူများကသိသားစွာခန်းစားခဲ့ရတယ်လို့ပြောပါတယ်ည10:29မိနစ်အချိန်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကတော့အသိသားဆုံးဖြစ်တယ်လို့ပြောပါတယ်ည10:29မိနစ်အချိန်လှုပ်တာကထပါခုံရတယ် တိတ်မပြေးမိမယ်လေလူကအခုဆိုရင်နည်းနည်းလှုပ်တာနဲ့လန့်နေကြပြီလို့မန္တလေးဒေသခံပြည်သူတို့ကပြောပြထားပါဗျ။အေဘီလ9ရက်နေ့တရက်ထဲမှာတင်ငလျင်ငယ်စုစုပေါင်း9ချိန်လှုပ်ခတ်ခဲ့ပြီးတော့ညပိုင်းလှုပ်ခတ်ခဲ့တဲ့ငလျင်ငယ်နှစ်ခုဟာမန္တလေးမြို့အနီးကိုဖော်ပြပြီးတော့လှုပ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အေဘီလ9ရက်နေ့ည9:30မိနစ်အချိန်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဟာမန္တလေးမြို့ရဲ့အနောက်မြောက်ဘက် ခုနှစ်ပိုင်းခန့်အကွာကိုဗဟိုပြပြီးတော့ပြင်အားသုံးတက်သမတစ်အဆင့်ရှိတယ်လို့သိရပါတယ်။ AB လ9ရက်နေ့ည10:29မိနစ်အချိန်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ငယ်ကတော့မန္တလေးမြို့ရဲ့အနောက်မြောက်ဘက်9မိုင်ခန့်ကိုဗဟိုပြပြီးတော့ပြင်အားသုံးတက်သမ6အဆင့်ရှိတယ်။ငလျင်လှုပ်ခတ်သွားခြင်းဖြစ်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ မက်လာ28ရက်နေ့ကပြင်အားခုနှစ်တက်မှခုနှစ်အဆင့်ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ပြီးချိန်ကစတင်ပြီးတော့နောက်ဆက်တွဲငလျင်ငယ်များလှုပ်ခတ်ခဲ့ရာစုစုပေါင်းနောက်ဆက်တွဲငလျင်ငယ်132ချိန်လှုပ်ခတ်ခဲ့ပြီးပြီဖြစ်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အင်အားပြင်းတဲ့သခိုင်းငလျင်ကြောင့်နိုင်ငံတော်မှာထိခိုက်ဆုံးရှုံးမှုတွေနဲ့တေဆုံးမှုတွေရှိနေတဲ့အပြင်ကြံကာလာအတွင်းမှာမိုးရွာနိုင်မယ်လို့ကြေညာထားပေမဲ့ချောင်းသာကဟိုတယ်တွေမှာတော့ယနေ့အချိန်အထိဘုတ်ကင်းတွေပြည့်နေစေဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဟိုတယ်အခန်းတွေကိုပြီးခဲ့တဲ့မက်လာဇန်ကလေးကကြံကာလာအတွက်ဘိုကင်းကြိုတင်ထားကြတာဖြစ်ပြီးတော့ဟိုတယ်တွေအပြင်ဂတ်ဆောက်တွေမှာလည်းဒီကနေ့အချိန်ထိဘိုကင်းတွေပြည့်နေပြီးတော့အခန်းလုံးအနည်းငယ်သာကျန်တော့တယ်လို့သိရပါဗျ။ ဘိုးကင်းတွေပြန်ဖြတ်တာမျိုးလည်းမရှိပါဘူးအခုချိန်ထိပြည့်နေတုန်းမှာပဲလွတ်ရင်လည်းနည်းနည်းပဲလွတ်မယ်လို့ချောင်းသာဒေသခံတို့ကပြောပြထားပါတယ်လက်ရှိမှာတော့ချောင်းသာကိုတွားရောက်လဲပတ်သူအနေငယ်သာရှိနေပြီးဟိုတယ်ရီဂတ်ဆောက်စ်တွင်မှာတော့အခန်းလွတ်တွေအနေငယ်ရှိနေသေးတယ်လို့သိရပါတယ်စစ်ကောင်စီကပြင်းထန်တဲ့ငလျင်ဘေးအန္တရာယ်ကြောင့် ဝမ်းထဲကြေကွဲနေရတဲ့ကာလဖြစ်လို့အခုနှစ်ကြံကိုအပြော်အပါတီဆိုကခုမှုတွေမပါဝင်ပဲရိုးရရင်ချင်းမှုနဲ့အညီအေဂျင့်တာယာတဲ့ကြံဖြစ်နေကျင်းပသွားမယ်လို့ပြီးခဲ့တဲ့ April 1ရက်နေ့ကကြေညာခဲ့ပါတယ်ပြီးခဲ့တဲ့မက်စလာလောက်ကနိုင်ငံတော်မှာစတင်ဆောက်လုပ်ခဲ့တဲ့တကြံမန်ဒတ်တွေကိုအကြက်ဘတ်စစ်ကောင်းဆောင်ခိုင်းနိုင်ငံကနေပြန်လာပြီးနောက်တရမှာပြန်ဖြတ်သွားခဲ့တယ်လို့သိရပါဗျ။အခုနဲ့တကြံရုံးပိတ်ရက်တွေထဲမှာ မြို့ပေါ်မှာတကြံမန်းတပ်တွေမရှိတော့သလိုပြည်စုံကခုံမှုတွေလမ်းလျှောက်တကြံတွေမရှိတော့တာကြောင့်ချောင်းသာကိုလာရောက်လဲပတ်သူတွေများနိုင်တယ်လို့ချောင်းသာဒေသခံတချို့ကမျှော်လင့်နေကြပါတယ်အခုအချိန်မှာဧည့်သည်တွေကတော့တော်တော်ပါတယ်တကြံတွေကတော့ရုံးပိတ်ရဖြစ်လို့လာကြမှာပါအခုတည်းကလည်းဘိုကင်တွေပြည့်နေတော့မှပဲလို့ချောင်းသာမှာရှိတဲ့အမျိုးသားတို့ကပြောပြထားပါတယ်စိတ်ရိပ်စစ်ချေရော့ပါသွားပြီးတဲ့နောက်ချောင်းသာကိုဒေသခံတွေပြန်လဲဝင်ရောက်လာကြပြီးတော့ဖေဗူလာဇန်ပိုင်းကစတဲ့ကအပန်းဖြေခီးထွက်တဲ့သူတွေဟာလည်းတစ်ပြေးပြေးလာရောက်လဲပတ်ခဲ့ကြတယ်လို့သိရပါတယ် လက်ရှိမှာတော့တာပေါင်းငတိုင်းချောင်းရေကြီးလေးမျက်နှာမြို့နယ်တွေမှာအကြမ်းဖက်စစ်တပ်က AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရှိတယ်ဆိုပြီးတော့စစ်ကြောင်းထိုးတာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေအပြင်လေးကြောင်းကနေပါဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ ချင်းပြည်နယ်တီတိမ်မြို့နယ်စိုင်းစံကျေးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘုံကျဲချခဲ့ရာကလေးငယ်၄ဦးအပါအဝင်မိသားစုဝင်၆ဦးပွဲချင်းပြည်တိုက်ဆုံခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ AP လ10ရက်နေ့မနက်3:00ည3:00နာရီ30မိနစ်အချိန်မှာချင်းပြည်နယ်တီတိမ်မြို့နယ်စိုင်းစံကျေးရွာကိုတိုက်လေရင်နဲ့ဘုံများကျဲချခဲ့တယ်လို့သိရပါဗျ။ဘုံလာရောက်ကျဲချတဲ့အချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲချခံရတဲ့အဲ့ဒီကျေးရွာဟာလဲတော်လိုင်းတပ်များတပ်ဆွဲထားခြင်းမရှိဘူးလို့ပြောပါဗျ။ ်ဘုံပေါက်ကွဲမှုကြောင့်ကလေးငယ်၄ဦးအပါအဝင်မိသားစုဝင်၆ဦးစလုံးဟာပွဲချင်းပြီးတေဆုံးခဲ့ရတယ်လို့သိရပါတယ်။တေဆုံးတာကကလေး၄ဦးနဲ့လူကြီး၅ဦးဖြစ်ပါတယ်။နောက်ထပ်ကလေးတစ်ယောက်ကတော့ဒဏ်ရာပြင်းထန်ရရှိတော့ပါတယ်။တေဆုံးသွားတဲ့သူတွေနဲ့ဒဏ်ရာရတဲ့သူတွေအလုံးကမိသားစုဝင်တွေကြီးပါပဲလို့ချင်းတော်လိုင်းရဲ့သတင်းအရင်းမြစ်ကရှင်းပြထားပါတယ်။အလားတူပဲအေဘီလာ၉ရက်နေ့ည၈နာရီ၄၄မိနစ်အချိန်နဲ့ည၈နာရီ၅၈မိနစ်အချိန်တို့မှာမင်းတပ်မြို့နယ်တိုက်နယ်၄အတွင်းကို နေပြည်တော်အီလာလေးတက်ကနေတိုက်လေရင်နဲ့ပေါင်900ဘုံများလာရောက်ကျဲချခဲ့တယ်လို့မင်းတပ်အခြေစိုက်ချင်းတော်လိုင်းရဲ့သတင်းအရင်းမြစ်ကလူမှုကွန်ရက်ကနေတဆင့်သတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်ကံကလေး MJ ရွာမှာအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှုကခြေရွာနေပြည်သူများထံကနေပြီးတော့စစ်မှုထမ်းခြေအဖြစ်နဲ့နှလားတစ်ကြိမ်ငွေကြေးများအတင်းအဓမ္မကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မော်ဘီမြို့နယ်ကံကလေး MJ ရွာအုပ်စုအုပ်ချုပ်ရေးမှုမောင်စောခေါ်ခင်စောဦးဟာစစ်မှုထမ်းအပတ်စဉ်စနေအတွာခြေရွာနေပြည်သူများထံကနေပြီးတော့နှလားတစ်ကြိမ်ငွေကြေးများအတင်းအဓမ္မကောက်ခံနေတယ်လို့သိရပါတယ်ကံကလေး MJ ရွာမှာ ိမ်အောင်စုတစုကိုစစ်မှုထမ်းခြင်းနှစ်လကိုတစ်ချိန်ငွေကျပ်9000အစုလေးကြေးရွာမှာစစ်မှုထမ်းခြင်းနှစ်လကိုတစ်ချိန်ငွေကျပ်3300နဲ့ကုန်းကလေးကံကြေးရွာမှာစစ်မှုထမ်းခြင်းနှစ်လကိုတစ်ချိန်ငွေကျပ်9000ကောက်ခံနေပြီးတော့စည်ရင်းများကိုလည်းရှင်းလင်းတင်ပြမှုမရှိဘဲ၎င်းတို့ရဲ့ကိုချိုးအတွက်မြို့နယ်ထွေးအုပ်ကိုမျက်နှာလုပ်ပြီးတော့ငွေများကိုအတင်းအဓမ္မကောက်ခံလျက်ရှိတယ်လို့သိရပါဗျ။ဒါ့အပြင်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမောင်စောခေါ်ခင်းစောဦးဟာ စစ်မှုထမ်းခြင်းများကိုတအင်းကိုငွေကျပ်9000ကနေ8000ကို၎င်းငွေကျပ်3သိန်း1200ကနေ2သိန်းကို၎င်းတိုးမြင့်ကောက်ခံနေတယ်လို့သိရပါတယ်အခုရွာသူရွာသားတွေကစစ်မှုထမ်းရမှာကိုကြောက်ပြီးတော့ငွေတွေကိုအတိုးနဲ့ချေးယူပြီးတော့ပေးနေရတာစားဝတ်နေရေးနဲ့ငွေကြေးအခက်အခဲများစွာဖြစ်ပေါ်နေလို့ပြည်သူတွေတော်တော်လေးကိုဒုက္ခရောက်နေကြရပါတယ်လို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့တိုင်ကြားထားပါတယ်အလားတူပဲဘကိုးတိုင်းမိုးညုံမြို့နယ်မှာလည်းအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှုများကလက်နက်ပြချင်းချောက်ပြီးတော့စစ်မှုထမ်းခြင်းများ အတရားဓမ္မကောက်ခံနေတယ်လို့ဒေသခံပြည်သူများကပြောကြားထားပါတယ်။မိုးညုံမြို့နယ်လက်ပံခုံအုပ်စုလက်ပံခုံရွာနယ်အနီးနားမှာရှိတဲ့ရွာများကိုအုပ်ချုပ်ရေးမှုဘောကနဲ့အုပ်ချုပ်ရေးမှုလက်အောက်ခံနိုင်လင်းဦးဦးဆောင်က ရက်ရွာများမှာစစ်မှုထမ်းရအမြင့်ဆင်းပါတဲ့နေအိမ်များကို15ရက်တခါငွေကျပ်4000နှုန်းနဲ့တောင်းခံနေတယ်လို့သိရပါဗျ။ဒါအပြင်စစ်မှုထမ်းရအမြင့်ဆင်းမပါတဲ့နေအိမ်များကို15ရက်တခါငွေကျပ်1000ခွဲကောက်ခံနေတယ်လို့သိရပါဗျ။စောက်ဝဲနေရေးအတွက်ရုံးကန်နေရတဲ့ပြည်သူများများပြားလာပြီးတော့ငွေကြေးမပေးနိုင်သူများကိုတနက်ပြချိန်ချောက်မှုများကိုပါလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ မရှိလို့မပေးပြန်ရင်နောက်တစ်ခါတနက်ကင်ပြီးတော့လာတောင်းပါတယ်ပတ်စံပေးရင်ပေါ်တာမစွဲဘူးမဖမ်းဘူးဆိုပြီးပြောပေမဲ့ဆိုင်ကယ်တွေကိုဖမ်းပြီးပတ်စံတွေလည်းတောင်းနေတုန်းပါပဲပြည်သူတွေကတဖြည်းဖြည်းအဆင်မပြေဖြစ်လာပါတယ်ဒီလိုမျိုးဆန်ကားရက်တစ်ခါ၄တောင်းပေးနေရတာကြာလာတော့ပြည်သူတွေကအဆင်မပြေတော့ဘူးလေလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BND ရဲ့အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ